မင်္ဂလာပါမိတ်ဆွေတို့ဒီနေ့မှာတော့ကျွန်တော်တို့အဲစစ်တိုက်ပြီးတော့ခိုက်ပွဲတွေမှာအနိုင်ရရှိသလိုရှိသလိုစစ်မတိုက်ဖင်နဲ့အနိုင်ရရှိတဲ့အခါမှာအခုဒီနေ့ဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးမြစ်ကြီးကိုမြန်မာနိုင်ငံရဲ့အုပ်ချုပ်မှုအောက်တွေပြန်ရောက်တဲ့နေ့လို့ပြောလို့ရပါတယ်။အဲခါမှာလူကြီးကအာစစ်မတိုက်ဘူးစစ်ရက်တန်ရုံမရှိဘဲနဲ့ကြာတာဟိုမကောင်းဘူးလားခင်ဗျာ။ပြန်နဲ့ပတ်သက်ပြီးတော့အဲခိုက်ပွဲတွေမှာစစ်တိုက်ပြီးတော့အနိုင်ရရှိတဲ့အခါမှာတစ်ဖက်နဲ့တစ်ဖက် ထိခိုက်မြင့်လာမှုတွေအာဃာတတွေအမုန်းကြရတွေပိုများပါတယ်အခုလိုအသိဉာဏ်မြင့်တဲ့လူတွေကြတော့နားလေမှုနဲ့ဖလေတဲ့အခါမှာတစ်ဖက်လုံးမှာရှိနေတဲ့လူအရင်းမြစ်တွေအပြုံးနည်းပဲနဲ့တစ်ဖက်နဲ့တစ်ဖက်ပြပြလေလေနဲ့သူ့ရဲ့လုံရင်ဆန္ဒကိုယ့်ရဲ့လုံဆန္ဒကိုပြီးနိုင်ပြီးတော့အခုလိုမျိုးနည်းနည်းတွေကိုပြန်လဲပိုင်းခြားပြီးတော့ဆုတ်ခွာပေးတာတွေတက်ပြီးတော့ယူတာတွေဟာလူသားစုစံနေလို့ ျွန်တော်နေရှူလားရှူပါအဒီအနေနဲ့ပတ်သက်ပြီးတော့ကမ္ဘာပေါ်မှာလည်းတကယ့်ကိုဒီစစ်တိမ်နာပတိတွေဟာစစ်မှတ်တမ်းခင်နိုင်ခဲ့တယ်ဆိုတော့အမိုင်းနေတယ်ကျွန်တော်လေးလာဖတ်ရှုရပါအဲ့ဒီခါမှာကျွန်တော်တို့စစ်ပွဲနဲ့ပတ်သက်လာလို့ရှိရင်တော့ကျွန်တော်တို့စွန်စုကဘာပြောလဲဆိုလို့ရှိရင်သွေးမြေမစားဘဲနဲ့တိုက်ပွဲနိုင်ရတာအကောင်းဆုံးရတတ်လို့ဒါသေယုတ်ရဲ့ပညာရှင်ကပြောပါတယ်ဒီလိုပဲနပိုလီယန်ကဘာပြောတယ်ဆိုလို့ရှိရင်အဲနပိုလီယန်နဲ့ပတ်သက်ပြီးတော့ သူစစ်မတိုက်ဖင်းနဲ့နိုင်ခဲ့တဲ့အကြောင်းကြီးရှိပါတယ်။အဲ့ဒီစစ်မတိုက်ဖင်းနဲ့နိုင်ခဲ့ရတဲ့အကြောင်းကြီးတွေကအဓိကအဆက်သုံးချက်နှုတ်ဝက်ချက်တွေကိုကျွန်တော်ပြင်ပြပေးသွားမှာဖြစ်ပါတယ်။ပရမတ်တစ်ချက်စစ်ပွဲတစ်ခုကတော့အွန်စစ်ပွဲမှာသူကနပိုလီယံချီတက်မှုအရန်ပြန်တယ်။အဲ rapid band ဆိုတဲ့ချီတက်မှုမြန်လာရဲ့ avision dot project ဆိုတဲ့ခေါ်တဲ့ view ဟာတွေဖွဲ့ပြီးတော့မှာဩစတြေးလျစစ်မြေပြင်ဝိုင်းထားလိုက်တဲ့အခါမှာစစ်မတိုက်ဖင်းနဲ့ အကုန်လုံးလက်နဲ့ဆားလိုက်ရတဲ့အနေအထားမျိုးရှိပါတယ်။အဲအော်စတြေးလျတပ်မှုကြီးဂျန်ရယ်မတ်ကနပိုလီယံတပ်ကြီးဟာမြန်မြန်ဆန်ဆန်နဲ့ဘယ်လိုရောက်လာလဲမသိဘဲနဲ့အဲသူတို့အရှုံးပေးလိုက်ရတယ်ဆိုပြီးတော့စစ်သား၃000တော်တော်လက်နဲ့ဆားပြီးတော့အဲနပိုလီယံဟာအဲ့ဒီအုံးစစ်ပွဲမှာအနိုင်ရရှိခဲ့ပါတယ်။ဒါဗြဟ္မနပိုလီယံစစ်ပွဲတစ်ခုပါ။ဒုတိယစစ်ပွဲတစ်ခုကတော့ diplomatic victory in 80 coding ဆိုတဲ့ဒီနိုင်ငံရေးရနိုင်တဲ့စစ်ပွဲတစ်မျိုးရှိပါတယ်။အဲ့ဒါတော့သူကဒီစစ်ဘီရင်နေနဲ့နော်ဟို pressure ဘီရင်နဲ့သူနေတိုင်းစစ်စစ်ဆက်စစ်မျိုးပွဲလုပ်ပြီးတော့မှတစ်ဖက်ရဲ့ရဲကိုစစ်မတိုက်ခြင်းမနဲ့လည်းနဲ့ချတင်လာအောင်နည်းမြေပြန်ပေးတင်လာအောင်ဆောင်ရွက်နိုင်ခဲ့တဲ့အတွက်အဲ့တော့ diplomatic battery in 1840ဆိုပြီးတော့ နပိုလီယံဟာပြင်ပစ်ကိုပြန်ဝင်တဲ့အခါမှာစစ်မှတ်တရရပါနဲ့အနိုင်ရရှိခဲ့ပါတယ်အဲ့တော့ဒီအရာကခုနကျွန်တော်ပြောတဲ့လှုပ်ဝက်ချက်ရဲ့နံပါတ်2ဖြစ်ပါတယ်လှုပ်ဝက်ချက်ရဲ့နံပါတ်3ကတော့ strategic of manifest လို့ခေါ်တဲ့စစ်မှတ်တိုက်ခင်းတဲ့အနိုင်ရခြင်းဟာအဓိကနော်စိတ်ပိုင်းဆိုင်ရာရန်သူတွေကိုဖိအားပေးခြင်းရန်သူတပ်များရဲ့အရှိန်ကိုဖျက်တောက်ခြင်းပဲဖြစ်ပါတယ်။1900ပြည့်နှစ်ပြန်မှာဥရောပမှာတောအဆာစီတဲ့ရန်သူတွေရဲ့ တီနီယာကိုမှန်မှန်စနိုင်ကိုလှည့်စားနိုင်ခဲ့ပြီးတော့မှအုံးစစ်ပွဲကိုနိုင်ခဲ့တယ်လို့ဒီပလိုမစီအရစစ်ဆက်ဆွေးနွေးခြင်းဖြင့်လည်းပြင်သစ်နိုင်ကြောင်းသိရှိခဲ့ပါတယ်။ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့မြမတက်မတော်ဟာစစ်မတိုက်ခင်းတဲ့ကျွန်တော်တို့ဒီလာရှုံမြုပ်ကိုပြန်လည်သိမ့်ပိုက်နိုင်တယ်ဆိုတဲ့ဥစ္စာမဟုတ်ပါဘူး။အချက်များစွာနဲ့ကျွန်တော်တို့မတိသေးသောတခြားသောအကြောင်းအရာအချက်လက်များစွာပါဝင်နေမယ်ဆိုတာကိုစဉ်းစားကြည့်နိုင်ဖို့ကျွန်တော်ဟာ သေးဘူးနပိုလီယံရဲ့အကြောင်းနဲ့ကူးတွဲပြီးသင်ပြပေးရခြင်းဖြစ်ပါတယ်အလုံးကျေးဇူးတင်ပါတယ်ဘာပဲပြောပြောစစ်ပွဲတွေဟာရှုလာရှုအတားဆုံးများပြီးတော့အထိကိုက်တန်ရရတဲ့အခါအခုလိုမျိုးစိတ်ဆက်ဆွေးနွေးခြင်းရတာနဲ့အပူပူကောင်းပေါ်နဲ့ရလက်တူကိုထောက်ပေါ်စေနိုင်တယ်ဆိုတာကိုတော့တရင်ပြုမှုသိကျင်ပါတယ်အလုံးကျေးဇူးတင်ပါတယ်